အားလုံးပဲမင်္ဂလာပါ။လာမယ့်ဒီဇင်ဘာလမှာတော့ပန်တိုဂျာနဲ့ဂျိုရှုအဘန်တို့ကချန်ပီယံကပတ်လူပွဲကိုထိုးသက်ကြတော့မှာပါ။ပွဲစဉ်ကိုတော့ဘယ်ရက်မှကျင်းပမလဲဆိုတာ UFC ကအတိပြုကြေညာထားခြင်းတော့မရှိသေးပါဘူး။ဒီပွဲစဉ်ကိုဂျိုရှုအဘန်ကသူ့ရဲ့ UFC ကစားသမားဘဝပထမဦးဆုံးချန်ပီယံကပတ်လူပွဲကိုထိုးသက်ရမှာ ဖြစ်သလိုပန်တိုဂျာကလည်းဂျိုရှုအဘန်လို take down the fence ကောင်းတဲ့ကစားသမားနဲ့တွဲဆုံရမှာဆိုတော့ရန်ကိုစိတ်ဝင်စားဖို့ကောင်းနေတာပါဒါပေမဲ့ပန်တူကြတော့ဒီပွဲစဉ်မှာအနိုင်ရမဲ့သူက သူပဲဖြစ်လာလိမ့်မယ်ဆိုပြီးတော့လေစားတိုက်လာပါပြီဒါကိုပန်တူကြကကျွန်တော်နဲ့ဂျိုရှူအာပန်တူရဲ့ချန်ပီယံကပတ်လူပွဲမှာ ကျွန်တော်ဘက်ကနေပြီးတော့လောင်းကြပါ အနိုင်ကတော့လုံးဝသေချာဒါမလို့ငွေရှာရတာ အရန်လွယ်တယ်ဆိုတာ တိသွားပါလိမ့်မယ်ဂျိုရှုအဘန်ကိုချုပ်ကွက်နဲ့တေချာပေါက်နိုင်ယူပြမယ်ဆိုပြီးတော့လေတိုက်ထားတာပါဒါပြင်ပန်တိုဂျာက သူ့ဘွဲကို သူကိုယ်တိုင်လောင်းခြင်းပေမဲ့အဲ့လိုလုပ်လို့ရတဲ့စင်မြင့်မရှိလို့ပြိသက်တွေသူ့ဘက်ကနေလောင်းခြင်းထက်ကြဖို့ထပ်လောင်းပြီးတော့ပြောကြားလာတာပဲဖြစ်ပါတယ်ဂျိုရှုအဘန်ကပန်တိုဂျာနဲ့ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် ဖလိုက်ဝိတ်တန်းမှာအသက်ငယ်ဆုံးချန်ပီယံကပတ်ကိုစုခုနိုင်တဲ့ပထမဦးဆုံးဖိုက်တာဖြစ်လာမှာပါပြီးတော့ UFC မှာပထမဦးဆုံးကပတ်ရတဲ့အာရှတာဖိုက်တာတယောက်လဲစံချိန်တွေအများကြီးထပ်တင်မှုရှိနေတာပါဂျိုရှူအဘန်ကတော့ဒီပွဲအတွက်တော်တော်လေးကို အပြင်းထန်လက်ကျင်းနေတာကို မြင်တွေ့ရမှာပါ UFC ကစားသမားဘဝပထမဦးဆုံးချန်ပီယံကပတ်လူပွဲမှာဂျိုရှူအဘန်တယောက် ချန်ပီယံကပတ်ကိုစုခုပြနိုင်မလားဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်ရမှာပါအားလုံးကိုကျေးဇူးများ යි တင်ပါတယ်